ဒီနှစ်ကုလသမဂ္ဂအထွေထွေညီလာခံမှာတော့ပါလက်စတိုင်းနိုင်ငံအတိမတ်ပြုရေးကိစ္စနဲ့ယူကရိန်းစစ်ပွဲတွေကထိတ်တန့်အကြောင်းအရာတွေဖြစ်လာနေခဲ့ပါတယ်။ဒီအခြေအနေတွေထဲမှာယူကရိန်းသမ္မတဇယ်လန်စကီကဒီညီလာခံကြီးမှာပဲလက်နက်ကြော်ညာလုပ်ခဲ့ပါတယ်။သူ သူ့ရဲ့မိန်ကွန်းထဲမှာယူကရိန်းကလက်နက်တွေနိုင်ငံခြားကိုစပြီးတော့တင်ပို့တော့မယ်လို့ထည့်ပြောခဲ့တာပါ ယူကရိန်းနိုင်ငံထုတ်လက်နက်တွေပြည်ပကို ထုတ်ရောင်းတာကိုကန့်သက်ထားတာတွေကိုပယ်ဖျက်လိုက်ပြီလို့ဆိုပါတယ်ယူကရိန်းနိုင်ငံထုတ်လက်နက်တွေဟာဆိုရင်တကယ့်စစ်ပွဲတွေထဲမှာစမ်းသပ်ထားတဲ့အားကောင်းတဲ့စနစ်တွေ ဖြစ်တယ်လို့သူကပြောပါတယ်ယူကရိန်းရဲ့လက်နက်တွေဟာယုံကြည်ရပြီးခင့်မိတဲ့လက်နက်တွေဖြစ်တယ်ဆိုတာသူ့ရဲ့မိဖက်နိုင်ငံတွေကိုသိစေချင်တယ်လို့သူကပြောပါတယ် ယူကရိန်းရဲ့အဓိကတင်ပို့မဲ့လက်နက်တွေထဲမှာတော့ drone တွေပါပါတယ်။ယူကရိန်းဟာအခုလောလောဆယ်မှာတစ်နှစ်ကို drone ပေါင်း၄တန်းထုတ်လုပ်နိုင်တယ်လို့အာနောက်ဆုံးအစီရင်ခံစာတွေက ဆိုထားပြီးတော့လုံလောက်တဲ့ရန်ပုံငွေရှိခဲ့မယ်ဆိုရင်ရခဲ့မယ်ဆိုရင်ပေါ့လေနှစ်ဆထုတ်နိုင်တယ်လို့ဆိုပါတယ်။ယူကရိန်းနိုင်ငံမှာလောလောဆယ်လက်နက်ထုတ်တဲ့သူအယောက်800ရှိနေပြီးတော့အဲ့ဒီတဲကအယောက်200ကျော်က drone တွေကို ထုတ်လုပ်နေကြတာပဲဖြစ်ပါတယ်။